မင်္ဂလာပါရှင် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့မေလ၈ရက်နေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကိုဘင်္ဂလားဒေ့ရှ်ကနေရပ်ပြန်ပို့တဲ့သတင်းဂျုံတိုးမြို့အနီးတိုက်ပွဲမှာစစ်ကောင်စီတပ်ဒုရင်မှုကြပြီးတပ်ဆုပ်သွားတဲ့အခြေအနေအိန္ဒိယကမြန်မာပိုင်နက်ထဲဝင်ပြီးခြံစည်းရုတ်ခတ်တာကိုဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေကန့်ကွက်တဲ့အကြောင်း တနင်္သာရီမြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်သား12ဦး KNLAC အလင်းဝင်လာတဲ့ဖြစ်စဉ်ဒီသတင်းတွေနားဆင်ရမှာပါနိုင်ငံပိုင်နဲ့တဲထွက်ပြေးခိုးလုံရောက်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကိုနေရက်ပြန်ပို့ပေးခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရကကြေညာလိုက်ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကြီးဝန်ကြီးဌာနရဲ့မေလ9ရက်မနေ့ကထုတ်ပြန်ချက်ထဲမှာတော့စစ်ကောင်စီတပ်သားတွေနဲ့နေကြားဆောင်ရဲ BGP တပ်ဖွဲ့ဝင်တွေကိုကော့ပစားမြို့လေးစိတ်ကနေအရက်ဘတ်လေးရင်တစည်းနဲ့ပြန်ပို့လိုက်တာလို့ဖော်ပြထားပါတယ် ဓာတ်တမကပဲကော့ပဇားနဲ့ပတ်တူခါလီအကျဉ်းထောင်တွေမှာဖမ်းဆီးထိန်းသိမ်းခံရပြီးလွတ်ရပ်စေတဲ့မြန်မာနိုင်ငံသားအကျဉ်းသားဟောင်း6ဦးကိုလည်းသူတို့နဲ့အတူနေရပြန်ပို့လိုက်တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့နေဆက်ရခိုင်ပြည်နယ်တွေကတိုက်ပွဲတွေကြောင်းအဲ့ဒီစစ်ကောင်စီတပ်သားတွေနဲ့နေကြားဆောင်ရဲတွေဟာနေဆက်ဖြတ်ကျော်ပြီးဒီဇင်ဘာနဲ့ January လတွေအတွင်းဘင်္ဂလားဒေ့ရှ်ပိုင်နက်ဒေသတွေထဲထွက်ပြေးခိုလုံခဲ့ကြတာလို့ဆိုပါတယ်။နေရပြန်ပို့ရေးကိစ္စလိုအပ်တဲ့စာရွက်စာတမ်းတွေကို စစ်ကောင်စီနဲ့ညှိနှိုင်းအတီးပြုတ်ပြီးတဲ့နောက်သူတို့ကိုမြန်မာနိုင်ငံပြန်ပို့ခဲ့တာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်ကပြောပါတယ်။ပြန်ပို့တဲ့လုပ်ငန်းစဉ်ကိုနိုင်ငံသားကြီးဝန်ကြီးဌာနကကြီးမှုခဲ့ပြီးပြည်ထောင်ရေးဝန်ကြီးဌာနလက်အောက်ခံလုံခြုံရေးဌာနနဲ့ကော့ဘဇာအုပ်ချုပ်ရေးတာဝန်ရှိသူတွေကပူးပေါင်းပါဝင်ခဲ့တယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်တုန်းကလည်းရခိုင်ပြည်နယ်ကတိုက်ပွဲတွေကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်ယာနဲ့ချီဟာနေဆက်ဖြတ်ကျော်ပြီးဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ကြပါတယ်။ အဲ့ဒီထွက်ပြေးလာတဲ့မြန်မာစစ်သားနဲ့နေကြားဆောင်ရဲ895ဦးကိုလည်းဘင်္ဂလားဒေ့ရှ်အစိုးရက လေးတုပ်ခွဲပြီးနေရပ်ပြန်ပို့ခဲ့ပူးပါရရှင်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကြုံတိုးမြို့အနီးဧပြီလကုန်ပိုင်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကဒုတက်ရင်မှုအပအဝင်တပ်ဖွဲ့ဝင်အယောက်30ခန်းကြာဆုံးပြီးတပ်ဆုပ်သွားရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဧပြီ30ရက်ကကြုံတိုးမြို့အရှိချမ်းနှစ်မိုင်ကျော်အကွာမှာရှိတဲ့နွားချံကုန်းရွာဘက်စီစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ KNU ဦးဆောင်တဲ့ပူပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်ခဲ့တာပါအဲ့ဒီတိုက်ပွဲမှာပါဝင် တိုက်ခိုက်ခဲ့တဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ရဲ့သတင်းထုတ်ပြန်ချက်အရတော့တိုက်ပွဲကစေနာကြီးကြာမြင့်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ရဲ့ကံယိုဒန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံအမှတ်432ချင်းမြန်တပ်ရင်ရဲ့ဒုတပ်ရင်မှုဘုံမှုစိုးမင်းထက်အပါဝင်တပ်ဖွဲ့ဝင်အယောက်30ခန့်တေဆုံးပြီးစစ်ကြောင်းပြက်ကပြန်ဆုတ်သွားကြတယ်လို့ဖော်ပြထားပါတယ်။ဂျုံတိုးမျိုးစီကိုစစ်ကူတက်ရမှာ ဖန်အံမြို့အခြေဆိုင်တပ်မ22လက်အောက်ခံခမာယ200နှစ်တည်ရင်ပြင်တနင်္သာရီတိုင်းဘိမ့်မြို့အခြေဆိုင်ကံယူရန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ဖွဲ့တွေကထုံနှုတ်အင်အားတွေပါပါဝင်တယ်လို့ကရင်စစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ်။ပူပေါင်းတပ်ဘက်ကတော့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မွန်ပြည်သက်ပါတီ NMSPAD ပြန်လွှားစစ်ကြောင်းနဲ့ Lion Battalion စစ်ကြောင်းတို့ပါဝင်ကြောင်းသိရတာပါ။ဒီတိုက်ပွဲသတင်းနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်တာမရှိပါဘူး။ ဂျုံတိုးမြို့အသိမခံရဖို့နဲ့၁၉မိုင်ခန့်ရှည်လျားတဲ့ဂျုံတိုးကော့ဂရိတ်လမ်းပိုင်းကိုပြန်လည်ဆုံမထိန်းချုပ်နိုင်ဖို့အတွက်စစ်ကောင်စီတပ်ဟာဂျုံတိုးမြို့တစ်ဖက်ကဖအံမြို့နယ်အတွင်းအင်အားစုဖွဲ့ပြီးမြေပြင်ကနေစစ်ကြောင်းထိုးဖို့ကြိုးပမ်းခဲ့တယ်လို့သိရပါတယ်။ဂျုံတိုးမြို့ပေါ်မှာတော့ခမာယာ945 946နဲ့ဗျူဟာစခန်းကုန်းရှိပါတယ်။ပြီးခဲ့တဲ့တကြံကာလမှာလည်းဂျုံတိုးမြို့အနီးဝန်းကျင်နဲ့ဂျုံတိုးကော့ဂရိတ်လမ်းပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ကြုံတိုးမှာလက်ရှိအခြေအနေကတော့စစ်ရေးတင်းမာနေဆဲဖြစ်ပါရဲ့ရှင်။အိန္ဒိယကမြန်မာနိုင်ငံပိုင်နက်တဲ့ဝင်ပြီးချက်စီယိုကာနေတဲ့အပေါ်တမူးမျိုးကပြည်သူ့ကာကွယ်ရေးတပ်တွေကန့်ကွက်တားမြစ်ထားပေမဲ့အိန္ဒိယအစိုးရကဆက်လက်လှုပ်ဆောင်နေပါတယ်။ဒါကြောင့်အိန္ဒိယအစိုးရရဲ့လှုပ်ရက်ကိုတမူးဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေကပြစ်တင်ရှုံချနေကြတာပါ။အိန္ဒိယနိုင်ငံမဏိပူပြည်နယ်နဲ့တမူးမျိုးနယ်ခြားကနေဆက်ချက်စီယိုကို2020ဂျွန်လကစလို့ အိန္ဒိယအစိုးရကစီယိုကာခဲ့ပြီးလက်ရှိမှာ တမူးမြို့အနီးရောက်လာတာဖြစ်ပါတယ်။နေကြောတာ၄နေရာလောက်ရှိတယ်။တနေရာကစစ်ကောင်စီစိုးမိုးတဲ့တမူးမိုရေးမြို့ချာမှာ၃နေရာကကျွန်တော်တို့တော်လှန်ရေးအဖွဲ့စိုးမိုးတဲ့နေရာပါလို့တမူးမြို့နယ်ကာကွယ်ရေးရဲဘော်တအူကပြောပါတယ်။အိန္ဒိယဟာပြီးခဲ့တဲ့ဧပြီလကတမူးမြို့အနောက်ဘက်မှာရှိတဲ့နေဆက်မှတ်တိုင်း59 60ကြား85 86ကြားမှာ မြန်မာဘက်ခြမ်းကိုပေ600ခန့်ကျူးကျော်ပြီးခြံစည်းရုပ်ခတ်နေတာကြောင့်တမူးခရိုင်အမှတ်တတရင်ကတွားရောက်တားမြစ်ခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီနေရာမှာယာယီရပ်တန့်ထားခဲ့ပေမဲ့မှတ်တိုင်80 83ကြားမှာတော့မြန်မာဘက်ကိုဝင်ပြီးဆက်ကာနေတာကြောင့်တမူးခရိုင်အမှတ်3တရင်ကထပ်ပြီးတော့တားမြစ်ထားခဲ့တယ်လို့ဆိုပါတယ်။ဒီအပေါ်တမူးမြို့ကိုထိန်းချုပ်ထားတဲ့စစ်ကောင်စီဌာနဆိုင်ရာတွေကလည်းကန့်ကွက်ထားတယ်လို့သိရတာပါ။ဒါပေမဲ့စစ်ကောင်စီကသတင်းမထုတ်ပြန်ဘဲနှုတ်ဆက်နေပါတယ်။ တမူးမြို့နယ်မှာမြို့ပေါ်ကိုပဲစစ်ကောင်စီကထိန်းချုပ်ထားနိုင်ပြီးမြို့နယ်တစ်ခုလုံးရဲ့80ရာခိုင်နှုန်းကိုတော့ဒေါ်လာရစ်တက်တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။စစ်အာဏာရှင်ဒေါ်လာရစ်တိုက်ပွဲတွေဖြစ်နေချိန်အိန္ဒိယကအခုလိုခြံစည်းရိုးကနေတာကိုတမူးဒေသခံတွေကလည်းကန့်ကွက်နေကြပါတယ်။မြန်မာဘက်ကတော်လိုင်းရင်အားစုတွေရဲ့တားမြစ်မှုနဲ့ပတ်သက်လို့တရားဝင်ပြောရေးဆိုခွင့်ရှိသူနဲ့ဆွေးနွေးလိုကြောင်းအိန္ဒိယဘက်ကတုံ့ပြန်ထားတယ်လို့သိရပါတယ်။အဲ့ဒီအခြေအနေအတွက်လည်း NUG အစိုးရကကြိုတင်ပြင်ဆင်နေပြီး မကြခင်တရားဝင်တောင်းဆိုမယ်လို့စကိုင်းတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်အိန္ဒိယနိုင်ငံရဲ့ပြည်တွင်းလုံခြုံရေးစိန်ခေါ်ချက်နဲ့မူရစ်ဆေးဝါးပြဿနာတွေကပိုကြီးလာတာနဲ့တရားမဝင်ရွှေ့ပြောင်းသူတွေကိုထိန်းချုပ်နိုင်ရေးအတွက်နှစ်နိုင်ငံနယ်နိမိတ်ကိုခြံစည်းရိုးခတ်မယ်လို့အိန္ဒိယဗဟုအစိုးရက2023မှာထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါရဲ့ရှင်။တနင်္သာရီမြို့နယ်တိန်ခွန်းကျေးရွာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်အထိခိုက်များပြီး တပ်သား12ဦးဟာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAC အလင်းဝင်လာခဲ့တယ်လို့သိရပါတယ်။တိုင်ခွန်းဒေသတိုက်ပွဲဟာ9လကန့်ကြာမြင့်လာခဲ့ပြီးထိတွေ့တိုက်ပွဲအကြိမ်ကြီးတရာကျော်ရှိကြောင်းနဲ့စစ်ကောင်စီဘက်ကအရာရှိအပါအဝင်တေဆုံးထိခိုက်သူအယောက်150ခန့်ရှိကြောင်းဗိတ်ခရိုင် PDF အမှတ်နဲ့တပ်ရင်းကထုတ်ပြန်ပါတယ်။တိုက်ပွဲကနေစင်နီးပါးဆက်ဖြစ်နေပြီးဒေါ်လာရေးပူပေါင်းတက်ဘက်ကလည်းထိခိုက်မှုအနည်းငယ်ရှိတယ်လို့ဘိတ်ခရိုင်တက်ရင်နှစ်ကအသိပေးပါတယ် စစ်ကောင်စီဟာတနင်္သာရီမော့တောင်နေဆက်လန်ထိန်းကျုံနိုင်ရဲ့အတွက်တိုက်ပွဲတွင်အထိခိုက်များပေမဲ့လည်းစစ်ကူထပ်ပို့ပြီးတော့စစ်ကြောင်းထိုးသိမ်းယူနိုင်ဖို့ကြိုးပမ်းလာကြောင်းတည်ရင်တာဝန်ရှိသူကအခြေအနေကိုရှင်းပြပါရယ်ထီးတွေ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား12ဦးဟာ KNLA တည်ရင်ဆက်တက်စီလက်နက်တွေနဲ့အတူအလင်းဝင်လာကြောင်းဘိတ်ခရိုင်တည်ရင်နှစ်ကထုတ်ပြန်ထားတာပါအဲ့ဒီတပ်သားအများစုက ထိုင်းဘက်ကနေမြန်မာနိုင်ငံဘက်ပြန်ပို့ခံရချိန်မှာအာဓမစစ်သားစုဆောင်းခံရသူတွေဖြစ်ကြတယ်လို့လည်းဖော်ပြထားပါတယ်။ဒါ့အပြင်ကြံနေတဲ့စစ်ကောင်စီတပ်သားတွေလည်းအလင်းဝင်လာပြီးတော့မိမိတို့ဆန္ဒရှိရာကိုလှုပ်ရှားခွင့်ရမှာဖြစ်တဲ့အကြောင်းထည့်သွင်းအသိပေးထားပါတယ်။လက်ရှိတနင်္သာရီမြို့နယ်တွေကစစ်ရေးအခြေအနေတွေအရဒေသခံပြည်သူတွေနဲ့ခရီးသွားပြည်သူတွေသတိရှိရှိသွားလာနေထိုင်ပေးကြဖို့ဘိတ်ခရိုင်တပ်ရင်းနှစ်ကထုတ်ပြန်ထားပါတယ်ရှင်။ People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။